စားထားကြည့်ပါချစ်ကြည့်ပါပေါ့နော်အဲဘာလို့ဒီကောင်းစဉ်ပြောလဲဆိုလို့ရှိရင်เนาะဒီလူငယ်တယောက်ကအချစ်စွာကအမတန်မှအရေးကြီးတယ်ပေါ့နော်အပြီးရင်ဒီ main key ရဲ့ကြားလေးတစ်ခုပေါ့နော်အချစ်ခံရပြီးတော့เนาะကိုယ့်ရဲ့ဒီ right person နဲ့တွေ့သွားတဲ့အခါမှာဆိုရှင်သူရဲ့ဘဝကအာဘဝပြည့်ရှင်မှုပါမယ်ပြီးဘဝအောင်မြင်မှုပေါ့နော်ဒီဘဝနဲ့တွေ့ပေါ့ အဲ့ဒီသုံးခုလုံးမှာအာသူတို့တွေရဲ့ဘဝကအတိုင်းအတာတစ်ခုနဲ့ဆက်ရှင်ပြီးတော့နေနိုင်သွားတာပေါ့နော်အာအဲ့ဒါနဲ့အဲ့တော့အဲ့လောက်ဖြစ်အခြေကြီးကိုအတင်လာကဒီနေ့ဒီချစ်ချစ်ပါညီသားထားကြီးပါနဲ့ပတ်သက်ရုပ်ဖြတ်တက်နေနေတာပေါ့နော်အဲ့တော့ခလေးတယောက်ကပုံမှန်ဆိုလို့ရှိရင်တော့ဒီညီလေးတင်တယ်ပေါ့နော်16မိနစ်ဆိုလို့ရှိရင်အဲ့ဒီတယောက်ကဒါအရင်တော့မရင်းကျက်သေးဘူးဆိုရင်ဒါက fashion news ကလူကြီးတယောက်ကိုတတ်မှတ်သွားပြီပေါ့နော်အဲ့အခါကျတော့ ဒီ session နဲ့လောက်ဆိုလို့ရှိရင်တော့ဒါကဒီစားထားကိုထားကြည့်နေလို့အစီအစဉ်ဖြစ်နေပေါ့နော်။အကိုကူကိုထိန်းချုပ်နိုင်သွားပြီလို့လည်းပြောလို့ရတာပေါ့နော်။အဲ့ဒီခါကျတော့အအင်းကနေထွက်လာပြီးဒီတယောက်ကိုဖြတ်တန်းရတဲ့အခါမှာအတယောက်ကရှိသွားတဲ့အခါမှာဆိုလို့ရှိရင်သူတို့ကဒီထားနေတဲ့သူကအရင်ရတိုင်းကိုကိုတယောက်ကနဲ့ဖြည့်ရှင်လို့ရတယ်ပေါ့နော်။အဲ့တတိတွေရှိလာတယ်လေ။ဒီလိုရှိရင်တချို့တော့ကိစ္စတွေကအိမ်နဲ့အဲပေါ့အိမ်ကိုပြောလို့မရဘဲနဲ့ကိုကဖြည့်ရှင်ရတဲ့အရာမျိုးရှိတာပေါ့နော်။ အဲ့တော့ကိုစိတ်တက်ကြတာတို့ကိုကိုနားလဲပေးနိုင်တာလို့ဆိုလို့ရှိရင်မိပါတစ်ခါလိုက်ရရင်မိပါကိုမကောင်းပြောတာတော့မဟုတ်ဘူးเนาะဒီမိပါထက်ကိုကိုယ့်ရဲ့ရည်စားကိုယ့်ရဲ့ကောင်းမှုကိုယ့်ရဲ့ပုံမှန်တွေကပို့ပြီးနားလဲပေးနိုင်သွားမျိုးတွေရှိတယ်ပေါ့เนาะအဲ့အဲ့ခါကျတော့ဒီငယ်တွေအနေနဲ့เนาะဒီအချစ်ကိုအာလေးစားတတ်ဖို့ရယ်ပြီးလို့ရှိရင် အချစ်ရဲ့ဒီစွမ်းအားကိုသိစေချင်တာပေါ့เนาะအာအဲ့ခါကျတော့ဒီကိုတစ်ခါလိုက်ရရင်ကိုကိုအိမ်မှာကွာကိုနဲ့အဆင်မပြေဘူးဆိုလို့ရှိရင် အဲ့နဲ့အဆင်ပြေတာပြောရမှာမဟုတ်ဘူးเนาะဒီတခြားလူတွေတခုခုကိစ္စတခုကြုံရတဲ့ခါမှာဆိုလို့ရှိရင်တို့တွေက energy ရတာပေါ့เนาะအာနောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်စိတ်လုံခြုံမှုပေးတာပေါ့เนาะအဲ့တော့ကိုယ့်ရဲ့မိဘအပြင်ကိုတခြားလူရဲ့သားသမီးကကိုယ့်ကိုဘယ်လောက်ထိချစ်ပေးတာလဲဆိုတာဒီဇင်းရဲ့အချစ်ကွာအာဒီဇင်းရဲ့အချစ်ကိုပြောချင်တာပေါ့เนาะ အဲ့တော့ဒီအချစ်လို့ပြောတဲ့ခါမှာဆိုတချို့တွေကဒီတဏှာကိစ္စပဲတွေးကြတယ်ပေါ့နော်တကယ်တော့အချစ်ဆိုတာအဲ့တဏှာကိစ္စထက်ကိုအများကြီးအရေးပါတယ်ပေါ့နော်အဲ့တော့ဒီမြန်မာယူဆမှာဆိုလို့ရှိရင်တချို့ကရှင့်ရှင့်နေကွာအာ main ခလေးတယောက်ကအပြူစစ်မစစ်တာဒါမျိုးကြီးကြီးကြီးနေတော့အချစ်ဆိုတာဘယ်ကလာတော့အချစ်ဆိုတာက လူတယောက်ရဲ့ဖြစ်တည်မှုကနေလာတာပေါ့နော် အဲ့တော့မိဘကနေသားသမီးကိုချစ်တဲ့အချစ်မှာဆိုလို့ရှိရင် unconditional လက်နော်အာမင်းမိုးလို့ဒီမိဘနှစ်ပါးကချစ်တာမင်းကငါလို့နှစ်ယောက်ရဲ့သမီးသားသားသမီးမိုးလို့ငါတို့မိဘနှစ်ယောက်ကချစ်တာပေါ့ကွာအာမင်းဒီနော်အာရုပ်ပဲဆူဆူနော်ဒီအသားပဲမဲမဲပေါ့နော်ဆိုးပဲဆူဆူနော်မင်းကငါတို့ကအကောင်းဆုံးဖြစ်အောင်တွင်တင်မယ်၊ကူညီပေးမယ်မင်းဘဝကိုဒါမျိုးပေါ့နော်အဲ့လိုမိဘရဲ့တယောက်ရဲ့ unconditional love love ထိကိုနော်ကိုယ့်ရဲ့ အဲပေါ့ဒီစနီးမရอ่ะเนาะအာပြီးရင်ကိုယ့်ရဲ့ရီးစားအာကိုယ့်ရဲ့ကောင်းဒီထားမျိုးကိုယ့်ရဲ့ကောင်းမလေးပေါ့เนาะအဲ့တော့ဒီချစ်သူရီးစားပွားနှစ်ယောက်မှာလေအဲ့လို unconditional လက်မျိုးဆိုတာတကယ်ရှိတယ်ပေါ့เนาะအဲ့ဒါကိုတမကရှမကချစ်တဲ့လူတွေကြတော့သိကျင်မှသိမှာပေါ့เนาะမြန်မာယူဆမှာဆိုလို့ရှိရင်ကောင်းမလေးတယောက်ကိုကြည့်ပြီးတော့တောင်မှ အာပေါ့နော်ဘယ်လိုပြောကြမလဲဆိုရှင်အဲဒီကမတ်လေးကအပြုတ်မစစ်ဘူးငါကတော့အပြုတ်စစ်တဲ့ကမတ်လေးပဲယူခြင်းယူမှာပေါ့နော်အဲမျိုးတွေကမြမယူဆမှာနော်ဒီအာဘယ်လိုပြောရမလဲဆိုရှင်မြမတွေရဲ့တွေးပုံခေါ်နည်းကအဲ့လိုမျိုးတဆင်ဖြစ်သွားတဲ့အခါကျတော့ဒီနောက်ပိုင်းလူငယ်တွေမှာလည်းအဲ့လိုမျိုးတွေရှိတာပေါ့နော်အဲ့တော့စဉ်းစားကြည့်ရင်ဒီလို ဆက်ဆက်ပြီးတော့ဖြစ်လာတဲ့ချစ်ချင်းမြတ်တိုင်းနဲ့တိဆောက်ထားတဲ့အိမ်ဆောင်ကြီးကရောအဆင်ပြေပါမလားအဲဒါကြောင့်မို့အတိနာတွေ့ရတဲ့လောက်အစွတ်တော်အိမ်ဆောင်ကြီးတွေမှာဆိုလို့ရှိရင်အာအိမ်ဆောင်ကြပြီးရင်အချစ်စွာမရှိတော့အိမ်ဆောင်ကြပြီးသူတို့ရန်နေဖြစ်မယ်ပေါ့နော်အိမ်ဆောင်ကြပြီးအချစ်စွာဘာညာရေးမရှိတော့ဆိုတော့ဘလောက်ထိကိုအာရက်ဆက်လိုက်လဲပေါ့နော်စဉ်းစားကြည့်လို့ရှိရင်အဲ့ဒီခါကျတော့အာခုနကတော့ဒီ unconditional love ကိုနော်ဒီတမီးစားဘဝမှာနော်ဘဝလက်တွဲပေါ်တစ်ခုမြင်နေပေးနိုင်မယ်ဆိုလို့ရှိရင် ါကအမတန်အောင်မနော်အခုအခွားကြီးဖြစ်တဲ့ ठी ကိုအမတန်အောင်မချစ်ချင်းမြတ်တာရင်းနဲ့အဲပေါ့နော်အဖွဲ့စည်းထားတဲ့ဒီအိမ်တော်ကြီးတစ်ခုဖြစ်လိမ့်မယ်ပေါ့နော်အဲအခါကျတော့အာဒီလိုမျိုးအချစ်မျိုးရဖို့ဆိုလို့ရှိရင်တော့နော်ဒီရေးစားမထားဘဲနဲ့ရောမသိနိုင်ဘူးလေ နော်အာချစ်ချင်းမြတ်တာမပြဘဲနဲ့လည်းမသိနိုင်ဘောနော်အဲ့တော့ဒီ unconditional လက်ဖြစ်သွားတဲ့အခါမှာအချစ်ခံရတဲ့လူကလည်းနော်အယောင်မှာစိတ်လုံးကျုံမှုနော်ရတယ်လို့နော်အာချစ်ပေးတဲ့လူကလည်းအယောင်မှာပျော်ရွှင်ပီတိဖြစ်ရတယ်ဘောနော်အဲ့ခါကျတော့နော်အာရည်စားကိုအာထားမှာကြောက်ကြောက်နေဖို့လည်းမလိုဘူးဘောနော်အာပြီးလို့ရှိရင်ဒီလူဘဝကြီးရေလို့ရောက်လာတဲ့ခါမှာเนาะမချစ်ဘူးပဲ ਨੇ အတူတယောက်ပေါ့ အာဖြစ်လို့အဆင်မပြေဘူးလေနော်အဲ့တော့လူ့ဘဝကြီးရောက်လာတဲ့အခါမှာနော်အာဘာပြောမလဲစိတ်ဆင်းရဲမှုတွေနဲ့ပဲဖြတ်တန်းနေလို့လည်းအဆင်မပြေဘူးလေအဲ့အဲ့ခါကျတော့ဒီအချစ်ဆိုလဲခံစားဘူးလေဆိုလို့ရှင်ဒါလူဖြစ်ရတူနဲ့တယ်ပေါ့နော်အာအဲ့တော့လူဖြစ်ရတူနဲ့တယ်လို့အတင်လာပြောခြင်းတယ်အဲ့ခါကျတော့အာချစ်ကမှမကြောက်ပါနဲ့ချစ်ကြည့်ပါပေါ့နော်အာရီးစားကလည်းထားကြည့်မှပဲအဲ့လူကြောင့်ကိုတိမှာပေါ့နော်အဲ့လိုအဲ့လိုထားကြည့်လိုက်တဲ့အခါမှာဆိုလို့ရှင်နော်အခုနောက်တော့ကမိဘချင်းတိပြီးတော့ပေးစားတာထက်ကိုအဲ့လူကဘာမှမသိဘဲနဲ့ကိုက ပေါင်းသုံးပေါင်းသိရမှာပေါ့နော်အဲ့လိုထပ်ကိုနော်ကိုနဲ့တကယ်အဆင်ပြေလားကိုကိုကိုတင်တင်မျိုးကုန်းတွေမျိုးပြီးမှအဲ့လိုမျိုးရောက်ကိုလက်တွေတာကအရန်ကိုမှအကျိုးရှိတယ်ပေါ့နော်အာနောက်တစ်ချက်ကပါလဲဆိုရှင်ဘဝလက်တွေပေါ့တရားကြီးအရေးကြီးတဲ့အချက်ပေါ့နော်အဲ့တော့ကိုနဲ့ခုနကတည်းကဒီ right person ဖြစ်လို့ကိုကရွေးချယ်ပြီးအဆင်ပြေတယ်ဆိုလို့ရှင်ဘဝလက်တွေပေါ့ခေါင်းတရား ဖြစ်သွားပြီဆိုလို့ရှိရင်เนาะဒါကိုယ့်ဘဝအတွက်လုံးဝအမငင်းငင်းငင်းနဲ့ဖြစ်သားမှာဖြစ်နေပေါ့เนาะအဲ့တော့ဒီအာပတ်စံနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ဒါကအခုခေတ်မှာ main key ကိုရောက်ကြလေပေါ့ကတော့ဒါပတ်စံရှားတာပေါ့เนาะအဲ့တော့ငွေကြီးတစ်ခုထဲကိုမကြည့်ဘဲနဲ့เนาะခုနကလုံးကကိုနဲ့အဆင်ပြေမဲ့လူပေါ့เนาะအကိုနဲ့လုံးဝကိုမှဒီ right person ဖြစ်တဲ့လူခံစားရတဲ့လူလက်တွေခွဲလိုက်တဲ့အခါမှာဆိုလို့ရှိရင်เนาะဒီဘဝတစ်လျှောက်လုံးမှာအချစ်ခံရတယ်ပေါ့เนาะ အိမ်အောင်ကြတယ်ဆိုတော့ feeling တော့ပျောက်နေလိမ့်မယ်ကွာเนาะဒီအချစ်တင်နဲ့ပဲတနည်းတနည်းကိုအာရှင်တန်နေထိုင်လို့ရတယ်ပေါ့เนาะအာပြီးလို့ရှင်လူကောင်းတယောက်ဖြစ်ပြီဆိုလို့ရှင်ကွာဒီအိမ်မှုကိစ္စကစားကိုဝိုင်းလုပ်လိမ့်မယ်ကွာအာအခုကိုကျန်တဲ့နန်းလေးပြောဆိုမှာမဟုတ်ဘူးပေါ့เนาะအာအဲ့ခါကျတော့ဒါအတင်တော်ရဲ့ဒီမျောလင်းချက်တွေပေါ့เนาะအဲ့တော့ဒီမျောလင်းချက်တွေရဖို့ဆိုလို့ရှင်ခုနကတော့ဒီချစ်ချစ်ပါချစ်သူရေးစားဘဝမှာထဲကသူ့စီရကိုဒါတွေရနိုင်သလားသူ့အောက်ကိုပေးနိုင်သလားဆိုတာကိုသိဖို့လိုတယ်ပေါ့เนาะ အာကိုရဲ့စံနှုန်းတွေကဘာလဲပေါ့နော်အာကိုရဲ့စံနှုန်းကချစ်ချင်းမြတ်တာလားဒါမှမဟုတ်လို့ရှိရင်ကိုရဲ့စံနှုန်းစံနှုန်းကအာပတ်စံလားနော်ဒါမှမဟုတ်လို့ရှိရင်ကိုရဲ့စံနှုန်းကအာအိမ်နောက်တစ်ခုပဲလားဒီတိုင်းပဲလားဒါမျိုးပေါ့နော်အာအဲ့ဒီခါကျတော့နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်နော်အာအတိနာတတကလေးနဲ့ပြောချင်တာပေါ့နော်အာတချို့တော့ဒီအတွဲတွေမှာဆိုလို့ရှိရင်နော်အာတမီးစားနေရစီဆက်ပုတ်ပေးမှုကြောက်ပေါ့နော် ိုယ့်ချစ်သူကောင်းလေးရဲ့ဒီကိုယ့်ကိုဆပ်ပုတ်ပေးမှုကြောင့်အဲ့ဒီမိန်းကလေးရဲ့ဘဝကပြစင့်မြင့်သွားတာရှိတယ်လို့เนาะအတီနာတို့အလူတိုင်းသိကြတဲ့ဒေါအောင်ဆန်းစုကြည်ပေါ့เนาะအသူဆိုလို့ရှိရင်အတီနာကြည့်တာကသူဘလောက်ပဲအရေးချင်းရှိရှိပေါ့เนาะသူဘလောက်ပဲအာသူဒီဘလောက်ပဲအယံကိုမှเนาะတော်တဲ့မိန်းကလေးတယောက်ဖြစ်ပါစေသူရဲ့ယောက်ျားပေါ့เนาะသူရဲ့ယောက်ျားကအဲတမန်ရရွတ်တမန်လူပဲပေါ့နော်အာပြီးရင်သူ့ရဲ့ယောက်ျားကသူ့ပုံမှာမချစ်ဘူးဖြစ်လို့ရှိရင်နော် သူ့ဒီဒီ Nobel ဆုဆိုရဲဆုကိုလည်းသူရမှာမဟုတ်ဘူးပေါ့เนาะအပြည့်စင်နာကအတိအကျပြောချင်တာကကို partner ရဲ့ထောက်ပံ့မှုကကို့ပေါ်မှာဘလောက်ထိစွမ်းအားကြီးလဲဘလောက်ထိအောင်မြင်မှုပေးနိုင်လဲเนาะကို့ဘဝကိုဘလောက်ထိကို့ဘယ်နေရာရောက်ကို့ကိုချစ်ပေးနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးအတိအကျပြောပြပေးချင်တာပေါ့เนาะ အဲ့တော့တခြားလူကိုဥပမာပြောလို့ရှိရင်เนาะတခြားလူကတိကျမှတိမှာပေါ့။ဒီဟာဆိုတော့အကောင်လုံးတိကြမယ်လို့ထင်လို့ပေါ့နော်။ဒါကသဘောထားမျိုးမျိုးကွဲလွဲနိုင်တယ်ပေါ့နော်။အတိနာရဲ့စိတ်ထဲမှာတော့เนาะအာလူဘဝရဲ့လိုရောက်လာတဲ့ခါမှာเนาะအာ လူဘွားဆိုတာကတော့ဒီရင်ဆိုင်မဲ့လောကဓာတ်ကြီးလေတဖုံဘောနော်စိတ်စင်းရဲစရာအကောင်းတဲ့အရာကြီးလည်းရှိမယ်ပေါ့နော်အဲ့ဒီခါမှာနော်အာကိုကိုကိုလက်ကိုပဲတွဲပြီးတော့ကိုဘလက်ကိုပဲမြင်မြင်ကိုမကိုဖြစ်နေတဲ့လူကိုကိုဒီ unconditional လက်ပေးနိုင်တဲ့လူကိုမဲမဲတတဲ့နော်ကိုရဲ့အရာအလုံးကိုသိနေတဲ့လူအာပေါ့ပြီးရင်ကိုနဲ့တစိမ့်အဲ့လိုလူကကိုဘွားကိုနော်ကိုနဲ့လည်းဘွားလက်တွဲနေတယ်ပေါ့နော်အဲ့ဆိုဒီလောက်ထိကိုပျော်စရာကောင်းလိုက်တယ်ပေါ့နော် အဲ့တော့ဒါစိတ်ကူးရင်နေတာမဟုတ်ဘူးเนาะအခုလက်ရှိဒီလိုမတွေ့နေတဲ့လူတွေလည်းရည်စားထားကြည့်ပါချစ်ကြည့်ပါအဲ့တော့ကိုကလည်းကိုရည်စားထားတဲ့ခါမှာလည်းကိုကလည်းအစွမ်းကုန်ချစ်ပေးရမှာပေါ့เนาะအဲ့လိုလုပ်ပေးခြင်းအဖြစ်เนาะဒီကိုရဲ့ဘဝကိုအာ အောင်မြင်တယ်လို့ပဲပြောမှာပေါ့နော်ဒီပြတ်တောင်ကျမပြောရှင်တဲ့ဒီအိမ်အောင်ကြီးကိုတိဆောက်နိုင်တယ်ဆိုလို့ရှင် main clip တယောက်ကဒါအရန်ကိုမှကန်ကောင်းနေပြီပေါ့နော်အ main clip မှမဟုတ်ဘူးယောက်ျားလေးပေါ့ပေါ့နော်အခုခေတ်မှာကယောက်ျားလေးပဲဖြစ် main clip ဖြစ်သိုးသွန်းနိုင်တာပဲဒီနော်အဲ့ခါကျတော့နော်အခုလက်ရှိနော်ကိုချစ်သူကကို့ပေါ်မှာအဲ့လိုမျိုးအာဒီ unconditional လက်နဲ့ချစ်နိုင်တယ်ပေါ့နော်ကိုကို support ပေးနိုင်တယ်ပေါ့နော်သူ့ထက်ကိုဘာရရလဲပေါ့နော်အာဒါမျိုးတွေရှိတယ်ဆိုလို့ရှင်ကို့ပေါ်ကိုဂုဏ်ယူလိုက်ပါအဲ့ဒီ relationship ကိုကိုကရည်ရှိတည်ကြအောင်ကိုထိန်းသိမ်းရမယ် ဆောက်ရှောက်ကိုကိုတိုင်လည်းသူ့သူ့ပေါ်မှာသစ္စာရှိရှိနဲ့အာပြန်ချစ်ပေးဖို့အတွက်လိုတယ်ပေါ့နော်တိုင်းနဲ့ပတ်သက်ပြပြပေးစင်တာပါနော်အာလူပွားရတဲ့အခါမှာမချစ်ပဲနဲ့မနေပါနဲ့ချစ်ကြည့်ပါပေါ့ရည်စားထားကြည့်ပါပေါ့နော်အာတက်တာ